ဘာကြီးအဖွံ့ဖြိုးထုတ်တက်လာတာနဲ့များစိတ်ရုပ်တွေကိုနေရာတကာမှာတွေ့မြင်လာရတယ်။တိုက်တိအင်းဒီမှာဆိုရင်လည်းစိတ်ရုပ်မှတ်ဉာဏ်တွေတက်ဆင်ထားပြီးလင်ကျုံရေးတန်ရှင်းရေးနဲ့ချက်ပြုတ်ရေးအားလုံးကိုစိတ်ရုပ်တွေကပဲတာဝန်ယူပေးရတယ်။ရွှေစင်းဆိုတာကတော့ကုမ္ပဏီတစ်ခုမှအလုပ်လုပ်တဲ့ဒီဇိုင်နာတစ်ဦးပါ။တကယ်ကြောင့်ရွှေစင်းအချိုရည်ဘူးဒီဇိုင်းလေးတင်ပြလိုက်တာကလိုင်ယန်ကမကြိုက်လို့ဆိုပြီးဇလန်းဆကလေးကငိုနေရတယ်။ဒါပေမဲ့အထက်ရရှိကတော့ကလိုင်ယန်ကိုတောင်းပန်ပြီးဒုတိယအခွင့်အရေးထပ်တောင်းပေးလိုက်ပြီ။ ီတော့မလန့်ပြန်ရလုံးမပိုကောင်းတဲ့ဒီဇိုင်းမရရင်အလုပ်ဖြုတ်မယ်လို့လဲရှေ့ဖင်းကိုတခါတည်းမှကြားထားလိုက်တယ်။အလုံးမှာတော့ရှေ့ဖင်းနဲ့ခင်မင်းရင်းနှီးတဲ့စကြဝဠာညာနဲ့အေဂျင့်ဆိုသူလည်းရှိတယ်။အေဂျင့်ကဆေးရုပ်ဆိုပေမဲ့ရှေ့ဖင်းကိုခင်တော့အမြဲလိုလိုရှေ့ဖင်းနဲ့ပဲစကားလာလာပြောတယ်။ရှေ့ဖင်းရဲ့လုပ်ငန်းဆောင်တာလေးကိုလည်းမှတားထားတာကြောင့်အေဂျင့်ကအရင်ကဆွဲခဲ့ဘူးတဲ့ဘူဒီဇိုင်းလေးကိုပြန်လဲထုတ်ပြတယ်။ဒီဒီဇိုင်းလေးကလည်းတကယ်ပိုကောင်းနေရကြောင်ရှေ့ဖင်းနဲ့ဒါကိုပဲပြင်ဆင်ပြီးပြန်လဲတင်ပြဖို့ဆုံးဖြတ်လိုက်ပြီ။အိမ်နာမှာတော့ဘယ်မရှိသေးတဲ့ရှေ့ရှင်တရားကောင်းလေးတရားနဲ့တွေ့ဖို့တတိထားတဲ့စားတော့ဆိုင်ကိုသွားကြည့်တယ်။ပြောတော့သူနဲ့ထိတ်ထားတဲ့ဆင်ရှင်များဆိုတဲ့ကောင်က B1 ကစော်လေးကိုဖွင့်လန်းကြောင်နေတာကိုစတွေ့ရတယ်။ ဆက်လက်ပြီးခြေချင်းကိုလည်းတွေးတာဆယ်မိနစ်မပြည့်သေးခင်မှာပဲအိမ်မှာထမင်းကြော်လိုက်စားဖို့တန်းဖိတ်တယ်။တအားဖြင့်ဆိုင်ထဲမှာလည်းဆင်ရှင်များကသူ့နှုတ်တွေပါလန်ပြားနေလို့ခြေချင်းလည်းကြောက်ပြီးထပြန်ခဲ့လိုက်ပြီ။ဒီလိုနဲ့အိမ်ရောက်တော့လည်းသူ့ကိုဒီလိုအာလူကောင်းနဲ့ချိန်ဆက်ပေးတဲ့တငယ်ချင်းကိုလည်းထိုင်ဆဲနေလိုက်တယ်။တကယ်လို့ဆင်ရှင်များဟာခြေချင်းနဲ့ဒိတ်လို့အဆင်မပြေခဲ့တဲ့ရှေးရမြောက်အမျိုးသားပဲဖြစ်ပါတယ်။ဒီလိုမျိုးခြေရင်းမှာအဆင်မပြေပေမဲ့လည်းနောက်နေ့ကျတော့ဒီဇိုင်းကိုကလိုင်းရံကပြန်လည်လက်ခံလိုက်ပြီ။ခြေချင်းနဲ့ဒီအတွက်ဆေးရုံမှညာအိမ်ချင်းကိုခြေစူးတွေပါလိုက်တင်ပြီးအဘွားတွေလည်းတော့ပေးလိုက်တယ်။ ဒါဟုဆေယုကလည်းတချို့လူတွေထက်ကိုအဖြစ်ရှိသူမလို့ချက်ချင်းပဲကြီးစားစကားကောက်ပြောပြလိုက်ပြီ။ဒါပေမဲ့ချေချင်းကတော့ဆေယုဖြစ်တဲ့အေဂျင့်ကိုအချစ်ဆိုတာနားမလဲပါဘူးဆိုပြီးညင်းလိုက်ပါပြီ။အဲနောက်ချေချင်းတို့ဂျုံကိုဆင်ရှင်များအလုပ်ကိစ္စနဲ့ရောက်လာလို့နောက်တစ်ချိန်ထပ်တေးဖို့လမ်းကြုံဝင်ပြောပြန်တယ်။ချေချင်းကတော့တခါတည်းနဲ့တင်လက်လန့်သွားပြီးမလို့လုံးဝလက်မခံတော့ပါဘူး။တကယ်တော့ဆင်ရှင်များရဲ့လာရင်ကိစ္စဟာဒီရုံးရဲ့ဆေယုမညံဖြစ်တဲ့အေဂျင့်ကိုမူမမှန်လို့လာရောက်ပြင်ဆင်ပေးတာဖြစ်ပါတယ်။ဖေရှင်များလည်းနည်းနည်းပါးပါးဆီရဲကြည့်လိုက်တော့အေဂျင့်ဟာအချိန်ပြည့်ချိန်စင်းကိုပဲစောင့်ကြည့်နေပြီးချိန်စင်းနဲ့ပတ်သက်တဲ့မညံနေနဲ့ပြည့်နေတာကိုတွေ့ရတယ် ဒါကြောင့်အေဂျင့်ကို research ပြန်မရမယ်လို့တောင်းရန်ရှိသူတွေကိုတပြောပြလိုက်တယ်။သင်သူကြရရှိသွားတဲ့ဆင်ရှင်များလည်းလူအထက်ပစ္စည်းတွေတွားယူပြီးအေဂျင့်ကို research ပြန်ဖို့လုပ်တယ်။ဒါကိုအေဂျင့်ကလည်းဖြည်းဖြည်းနဲ့ပတ်သက်တဲ့မှတ်ဉာဏ်လေးပြောက်သွားမှဆိုလို့ဆင်ရှင်များကိုရတလောက်လေးပြန်ထားတယ်။စေရုပ်လုပ်လိုက်တာအကုန်လုံးပေါက်ခဲ့ရဖြစ်ကုန်ပြီးအေဂျင့်ရဲ့မှတ်တမ်းတွေကိုလည်း download ဆက်မိသွားခဲ့တယ်။အဲဒါမှမဟုတ်ဆင်ရှင်တို့ရဲ့လုံခြုံရေးစနစ်တစ်ခုလုံးလည်းချက်တန့်သွားခဲ့ပြီးဆင်ရှင်များလည်းစေရုပ်ကိုရောက်ရှိသွားတယ်။ ပြန်လို့လာတော့ဆင်ရှင်များဟာရိုးရိုးဆင်ရှင်များမဟုတ်တော့ပါဘူး။အုံနောက်တဲ့အေဂျင့်ရဲ့မှညာလေးနဲ့ပြင်းထန်သွားတဲ့ရှယ်ဆင်ရှင်များကြီးဖြစ်နေပါပြီ။စယုံမှညာဆိုတော့စသားချင်းလမ်းနာမနှဲရှဝါတာပြပေးသေးပါဘူးတော့တော်တော်ကြိုးစားယူရတယ်။စယုံကနေထလာပြီးလမ်းမလဲတော်တော်မြတ်တဲ့သူလိုဖြစ်ရတယ်။ဒါပြန်စားချင်းဟာစားပြီးမှပတ်စံမရှင်းလို့လည်းပြကျအောင်ထပ်ပြေးရပြန်ပြီ။ဒါပေမဲ့လည်းဆင်ရှင်များရဲ့မှညာလေးလက်ရှိနေသေးတာကြောင့်အင်ကိုတော့တဏ္ဍာမမှန်ပြန်လာနိုင်ခဲ့တယ်။ ီလိုနဲ့နောက်နေမနန်းရုံရောက်တော့အေဂျင်မရှိတော့ရအောင်ဆင်ရှိနာကပဲအေဂျင်ရှိနေသေးသလိုလိုနဲ့ဆက်စရန်ဒီကိုဝင်ရောက်ချင်းချုပ်ပေးရတယ်။အဲဒီနောက်ရှေ့ချင်းစီကိုသွားပြီးသူသားလူပြည့်ရင်ရောက်ပြန်ချင်းမာလာလို့သွားပြီးကြည့်ပြန်တယ်။ဒါပေမဲ့ရှေ့ချင်းကတော့စိတ်ကူးရင်ရတာလေးကိုမကြိုက်ဘူးလို့ပဲပြန်ပြောလိုက်ပြီ။ကဲတော့ရှေ့ချင်းကလည်းအပြင်လောကမှာအေဂျင်လို့သူ့အပေါ်နားလဲပေးလိုက်မဲ့ကောင်းင်းမျိုးကိုလိုချင်နေခဲ့တာပါ။ဒါပေမဲ့မှတော့အေဂျင်ကလည်းဒီအတိုင်းလုံးမဖြစ်ဘူးဆိုတော့ဆင်ရှိများခဏကုန်းနဲ့စူးစမ်းမရမယ်ဆိုပြီးဆင်ရှိများနဲ့ပြောပြကြည့်လိုက်တယ်။ ဒေါ်မန်နိုင်ရှင်စင်ကတော့ဆင်ရှင်များဆိုတာနဲ့ကိုဘူးတလုံးဆောင်ထားပြီးသားပါဒဲကွေသားတဲ့ဆင်ရှင်များလည်းအင်ယံတော်ဒေါက်တာတုတ်ကြီးဆိုသူရဲ့ဆွေလိုက်နီးတွေကိုအွန်လိုင်းကနေလေ့လာတယ်အိနာဆင်ရှင်များကလပ်တစ်ခုကိုတာချီဖို့ဆုံးဖြတ်လိုက်တယ်။ဆင်ရှင်များကယူပါမာတော့ချူချာသူမဟုတ်တာကြောင့်ကလပ်ရောက်တာနဲ့ဆော်လေးတယောက်ကတော့အာဘာလာပေးပြီးသားပဲဖြစ်ပါတယ်။ဖြစ်ချင်တော့သူကိုပြပြလာပေးတဲ့ကမာလီကကြီးစားရှိနေလို့တတိတလုံးကြွေးခံလိုက်ရပြီ။ပိတ်မကြခင်မှာပဲအေဂျင့်နောက်တစ်ယောက်နဲ့ထပ်ပါတွေ့ပြန်တယ်။ကမာလီနဲ့အတူတက်တလာမတလောက်လေးတွေဝင်ဆွဲကြည့်ပေမဲ့တခါမှလည်းမကဘူးလို့တလွဲတွေပဲဖြစ်ရတယ်။ အဲ့ချိန်မှာဘေဟာကောင်စကွက်လာလူမမသိလို့ဆင်ရှင်များလည်းရှီယာကောင်ကိုအတူယူပြီးတတိယလုံးကျွေးလိုက်ပြီးဒီလူနဲ့နောက်နေကြတော့ဆင်ရှင်များအမီနဲ့ချောကလက်ပန်စီနဲ့တောင်းမန်စာတွေကိုချိန်စင်းစီလမ်းပို့ပေးလိုက်တယ်ဒါပေမဲ့ရွှေစင်ကတော့ဆင်ရှင်များစုရာနဲ့ကိုဘူးကနေဖယုံကိုမတီးကျင်တော့ပါဘူး။အုံတော့ကဆင်ရှင်များနဲ့အေဂျင့်ပေါင်းဆက်ထားတာကြောင့်အေဂျင့်ကလည်းဆင်ရှင်များပြောင်းလဲနေပါပြီလို့ကြောင်ရည်ဝင်ပေးတယ်။နောက်ရောက်တော့ဆင်ရှင်များကလည်းအင်္ဂါဆေးရုံမှညံစီမှာရွှေစင်နဲ့အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲအကူအညီတောင်းတယ်။အဲ့တော့အင်္ဂါဆေးရုံရဲ့အကြံအလိုက်ရွှေစင်ရှိမှမင်္ဂလိတရားကိုတလေးတစားနဲ့စကားတွေပြောပြရတယ်။အကူလာတဲ့ယောက်ျားတရားဖြစ်ချောင်းကိုလည်းအတင်းကြီးတွေချွတ်ကြားပြရတယ်။ ခြေစင်းသဘောကြားတဲ့ပကြီးပညာတွေကိုလည်းလိုက်စားခဲ့ပေးသူကြီးသူမတွေကိုလည်းလိုက်လံကူညီပေးတယ်။ဒါနဲ့လည်းမပီသေးပဲဆင်ရှင်များရဲ့ဆေးရုံကခြေစင်းရဲ့ဆေးရုံနဲ့ပါချိတ်ချသွားပြီးအောင်တွေတွေလည်းဝင်လုပေးတယ်။ခြေစင်းနဲ့ဆင်ရှင်များကိုနည်းနည်းစိတ်ဝင်စားလာတဲ့အပြင်အောင်တွေတွေကလည်းကောင်းကောင်းနေရာကြောင့်နောက်တစ်ချိန်ဒီပို့တက်လက်ခံလိုက်ပြီး နောက်တစ်ချိန်တိုက်တဲ့အခါမှာတော့ဆင်ရှင်များဟာအရင်ဆင်ရှင်မားနဲ့မတူတော့ပဲလုံအောင်ကိုပြောင်းလဲနေခဲ့ပါပြီ။ဖြစ်စဉ်ကြိုက်တဲ့စားစရာတွေကိုလည်းချက်ချင်းနဲ့တမ်းမလိုက်ပြီးစကားပြောရတာလည်းအရင်နဲ့လုံအောင်ကိုမတူခဲ့ပါဘူး။လက်ကိုင်းနဲ့အဆင်ထိချောင်ချောင်နေပြီးမို့လို့ဆင်ရှင်များလည်းသူ့ကိုယ်သူအေဂျင့်ဖြစ်ကြောင်းကိုအမှန်တရားပြောဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ရှေ့စဉ်ကစကားမများပဲအလုံးနဲ့တက်တေးပြရအောင်ဆိုပြီးကလပ်ထဲမှာတောက်ဆဲကြတယ်။ကလပ်ထဲမှာလည်းတက်တေးပြပြီးသွားပြီးဆိုတော့ရှေ့စဉ်လည်းအိမ်ထိခေါ်သွားပြီးတက်တေးပြဖို့ကြိုးစားတယ်။ဒီနေရာမှာလည်းအေဂျင့်ရဲ့မှန်ကန်ကဘုရားဖြစ်မဲ့အုံကြီးကလေးလုံနေလို့ရှေ့စဉ်ကပဲဥဆောင်ပြီးတက်တေးပြခဲ့ရတာဖြစ်ပါတယ်။ ဒီလိုနဲ့ဖင်ရှင်များနဲ့ရွှေစင်တို့လည်းမူလင်းနေသည့်ကိုသိန်းကမိကြပြီးနောက်ပိုင်းမကြာခဏလေးတွေဖြစ်လာခဲ့ကြတယ်။အကြောင်းရွှေစင်တို့ရုံကတောင်ဝင်ရှိသူဟာစီအိုအေဂျင်စီချင်းများခေါင်းထဲဝင်သွားတဲ့အကြောင်းကိုသိရှိသွားခဲ့တယ်။ ဒီတော့ချက်ချင်းပဲအေဂျင်နိုဆီယိုမညာနေကိုဖန်တီးရဲကုမ္ပဏီကိုတွားရောက်အကြောင်းကြားတယ်။ကုမ္ပဏီကလည်းဒီတဲ့င်းကိုမပြန်ဖြေချင်တာကြောင့်လက်မယုံတန်ငယ်ဆိုသူကိုငားရမ်းပြီးမညာနေကိုရက်ဆက်ချပစ်ခိုင်းတယ်။တကယ်လို့လက်မယုံတန်ငယ်ကသာမညာနေအကုန်ရက်ဆက်ချလိုက်နိုင်မယ်ဆိုရင်ရှင်ရှင်များရဲ့မညာနေကပါပြောက်ဆုံးသွားမှာဖြစ်ပါတယ်။တပတ်မှဆင်ရှင်များကတော့ရှေ့စင်းကိုရုပ်ရှင်တွေကလည်းထူထောက်ပြီးချက်ခွင့်နေပန်နေပါပြီ။ဒါပေမဲ့ဆင်ရှင်များတယောက်တော့ကြီးအချုပ်နေခြင်းကနေစကားမှားသွားတာကြောင့်ရှေ့စင်းလည်းအေဂျင်ဖြစ်နေမှသိရှိသွားပြီ။မိမာတို့ရဲ့ထုံးစံနိုင်မဲ့သူ့ကိုလိန်လို့ဆီဆိုးတာကတကြောင်ဒီလိုရဲ့ဟာဆင်ရှင်များကိုတက်လိုက်တာနဲ့တူတူပဲဆိုတာကတကြောင်နှစ်ကြောင်ပေါင်းပြီးတော့အေဂျင်ကိုထားပြစ်ခဲလိုက်ပြီ ဆေးဟိုအေဂျင့်ကလည်းအသေးသေးကပြီးအိမ်ပြန်လာရင်အိမ်ရောက်တော့သူ့ကိုနှွားဖို့လက်မရောတန်ငယ်တို့ရောက်ရှိနေတာကိုတွေ့ရတယ်။အေဂျင့်လည်းစူပါမားကတ်တစ်ခုစီကိုဗီဂျူအောင်ထွက်ပြေးလာပြီးဆေးဟုတ်ချင်းဆိုတော့ channel ဆေးဟုတ်တွေကလည်းအေဂျင့်ကိုကောက်ခဲ့ပေးတယ်။ဒါပေမဲ့ဘယ်ဆေးဟုတ်မှလက်မရောတန်ငယ်ကိုပြန်မပြေးနိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ပဲအေဂျင့်လည်းတန်ငယ်ဖန်လာကိုခံခဲ့ရပြီးနောက်မှညရက်ဆာချဖို့လဲစတင်လိုက်ပြီးတပတ်မှဖုန်းပလောက်ဆက်ဆက်မကင်တဲ့ရှင်စင်ကလည်းအေဂျင့်နာဆုံးပို့ထားတဲ့ဖိုင်မဆေးတွေကိုနားထောင်ပြီးမှဟတ်တွေလည်းထိသွားခဲ့ရတယ်။အေဂျင့်ဖန်ခံရတာလည်းတရှိသွားပြီဆိုတော့အများဆုံးသွားခဲ့ဖို့ဆုံးဖြတ်လိုက်ပြီ။ဒါပေမဲ့ရှင်စင်လည်းတန်ငယ်ကိုရှင်ဖို့မလဲတော့ခေါင်းထဲကိုဆေးရမညာတစ်ခုထည့်ပြလိုက် ဒီလိုနဲ့စေယုံမှန်ញံရရှိသွားတဲ့ရွှေစင်လဲဆိုင်ငယ်ကြီးစီပြီးအေဂျင်နာကိုလိုက်လာပြီအေဂျင်ကိုရက်ဖက်ချနေကြရင်တိုင်ငယ်နဲ့ရွှေစင်ချားနဲ့ဆင်တွေ့တယ်လို့တွေ့လိုက်ကြတယ်။တိုင်ငယ်လေးပေါ်တဲတဲမှပြီးလက်တဲ့ဆန်းကြီးလိုက်တာရွှေစင်ကဗမန်လို့တိုင်းတရာ89မြို့လောက်တန်းရောက်တူသွားဖြစ်နေတယ်။ဒါပေမဲ့သူများလေးတို့ကနေလဲပြီးတိုင်းတင်လာတာမဟုတ်ပဲအခုနောက်လေးကမှ YouTube ကနေ download ဆွဲလာတာဖြစ်ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားအပြန်အလှန်တိကျခတ်ကြရင်းနဲ့နောက်ဆုံးမင်းသမီးဖြစ်တဲ့ရွှေစင်ကပဲအနိုင်ရရှိသွားတယ်။ဆရာတော်မနိုင်ဘူးဆိုတော့ကျန်တဲ့တပည့်တပန်းတွေကလည်းအော်တိုလေးကုန်ကြပြီ။ဒါကိုကေစာရှိရခဲ့ပြီးမပြေပဲနဲ့အချစ်ဆန်းနေကြလို့တန်ငယ်တစ်ဖန်ပြန်ထလာပြီးဂျင်းဆန်းနဲ့ဝင်ကြွေးတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ရွှေစင်ကပဲ YouTube ကနေဒေါင်းလုဒ်ဆွဲထားတဲ့တိုင်ပင်ညာနဲ့တန်ငယ်လေးမျိုးကိုနင်းတက်ပြစ်လိုက်ပြီ။နောက်ဆုံးမှာတော့သရုပ်တဲ့လူတွေခွဲခြားမနေတော့ပဲကိုကတော့ချစ်တာတစ်ခုပဲတည်ရဲ့လို့ဆိုရင်ဇနားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။သရုပ်တော်မှရည်စားရှိတော့ကြမလို့ရည်စားမရှိတဲ့လူတွေလုံအောင်မကြည့်တဲ့စကားလေးပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။